ဗျာတော့တက်ရှိနာကင်းပါစီဗျာဗျာတပည့်တော်မကိုမေဖို့မေးရှောက်ခွေပြပါဗျာတပည့်တော်တို့မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလုတ်ခတ်တော်တဲ့ပြင်းထန်တဲ့ငလျင်ကြောင့်မန္တလေးစကိုင်းနဲ့အောင်ပန်းစတဲ့နေရာတော်တော်များများမှာပြည်သူအများရဲ့စီးဆင်းအိုးအိမ်တွေအတော်လေးပျက်စီးဆုံးရှုံးရပြီးတော့အသက်တွေလည်းထောင်ချီဆုံးရှုံးခဲ့ရပါတယ်ဗျာလက်ရှိဒီငလျင်တန်တစ်ဒေတာကပြည်သူတွေကအကွဲနေတဲ့မိမိတို့အိမ်တွေမှာပြန်မနေရသေးလို့တဲလီတွေထိုးပြီးတော့နေနေရ တန်လေးတွေတဲ့နေနေရတခြားသူတွေရဲ့အိမ်တွေမှာကိုလိုမီနေနေရနဲ့အတော်ဒုက္ခရောက်နေကြတယ်ဆိုတာတပည့်တော်တို့အမြင်ပါပဲဗျာနိုင်ငံတကာအကူအညီတွေအချိန်နဲ့တပြင်းညီရပါလျက်နဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေစီမရောက်ပဲနဲ့အကြမ်းဖက်ဆဲအုပ်စုကဖျက်ဖျက်ယူထားတဲ့အပြင်ဒီတော်ကူတို့စိတ်အရှင်စိတ်ငိနာတို့လိုသူတို့ကိုသူတို့ရဟန်းတန်ကတော့ခံယူနေတဲ့သူတွေတောင်မှပြည်သူတွေအိတ်ကောင်းခြင်းပေးရစားကောင်းခြင်းမစားရတဲ့အချိန်ပါ ကိုကြီးကဲဆယ်ဖို့ပြန်လဲထူထောင်ရေးတွေဆောင်ရွက်ရမယ်အစားဖရာပထိုးစီတီတွေကိုတော့ပြုပြင်ဖို့အစောတင်လင်းလှုပ်ဆောင်နေကြပါတယ်ခင်ဗျာတပည့်တော်တိလိုဒီမှာခုလိုဘေးမျိုးစုံကြောင့်ပြည်သူပြည်သားတွေအတိဒုက္ခရောက်နေချိန်မှာကိုကြီးကဲဆယ်ဖို့ကအရေးကြီးသလားတက်ရှိဖရာတရင်တုံးနေတာမဟုတ်ပဲနဲ့အရေးတကြီးမဟုတ်တဲ့ဖရာအကြောင်းကံတွေကိုပြုပြင်ဖို့ကကိုအရေးကြီးပါသလားဆိုတာအရှင်ဖရာရဲ့အမြင်ကိုလည်းဟောကြားပြီးတော့မှာပါခင်ဗျာဟုတ်ကဲ့ပါအခုလို့ မေကွန်မြေလျှောက်ပြည်တဲ့မတ်မေမီလင်းအောင်ယေရှုအမကြီးတင်ပါတယ်ဒီလည်းမေတိမေထိုက်တဲ့အရေးကြီးတဲ့မေကွန်ဖြစ်ပါတယ်မေကွန်ရှင်မေးသွားတယ်လို့ပဲနိုင်ငံတကာကနေပြီးတော့နော်အများကြီးပဲထောက်ပံ့ကြတာဒေါ်လာတွေမီလီယံမီလီယံနဲ့ချီတာအလုံးနဲ့တွေ့ကြပါတယ်တို့တော့လည်းပဲဒီဥစ္စာတွေနဲ့ပဲ မင်းအောင်နိုင်ကလေရင်ကြီးကိုပိုင်းလေရင်တွေဝယ်စီးတယ်မိသားစုပိုင်းတွေလုပ်ပြတယ်အဲခုနကပြောခဲ့တဲ့ရုရှားတို့တရုတ်တို့ဒီကနေပြီးတော့လေရင်တွေဝယ်တယ်ဘုံတွေဝယ်တယ်ကိုရှင်တို့ပြည်သူကိုမကယ်ဆယ်တဲ့အပြင်ဒါတွေကသူတို့အတွက်ပြည်သူကိုပို့ပြီးနှိပ်စက်တက်ဖြတ်ဖို့ရတဲ့ရိတ်ခါတွေလို့အောင်းမိပြီးလုပ်နေတယ်အာဒီကမှမဟုတ်ပါဘူးနာဂိကေနာဂိတုံကလည်းဒီလိုမျိုးလုပ်တာပါပဲ ဒီလူတွေမျက်ရည်ကျလေဒုက္ခရောက်လေဒီပုံမှာသူတို့ကများများအမျက်ထုတ်ပြီးတော့နင်းလိုက်ပါပဲဒါအစစ်အနာရှင်ရဲ့လမ်းကြောင်းပါပဲသူတို့လုံနေကြပါပဲဒီထဲမှာမေကုန်းရှင်မေးတယ်လို့ဝိဇ္ဇင်တို့ဘုန်းကြီးတွေကိစ္စပေါ့နော်အဲ့တော့ဝိဇ္ဇင်တို့ဖျားတည်ခြင်းကြောင်းဆောက်ခြင်းဆိုတဲ့ကိစ္စကိုဝိဇ္ဇင်တို့အရင်ပြောရမှာဖြစ်ပါတယ်မြတ်စွာဘုရားကတတ်တော်ထင်ရှားဘုရားနော်တတ်တော်ထင်ရှားဘုရားက မဂလိမထေသူ့ကိုလာပြီးတော့ကြီးညိုနေတယ်ပူးညိုနေတယ်ပူဇော်နေတယ်မြတ်စွာဘုရားကဝဂလိမထေကိုဒါလိုပုဂ္ဂိုလ်ကိုပူဇော်နေုံနဲ့မင်းဘာမှတိတ်ပြမရှိဘူးငါဘုရားဟောတဲ့တရားတွေသစ္စာဓမ္မတွေမေတ္တာကရုဏာမုဒိတာအပိက္ခာပြမစိုးတရားတွေမင်္ဂလာတရားတွေမေတ္တာတရားတွေဘုရားဟောထားတဲ့တရားတွေအများကြီးဒီတရားတွေကိုနှလုံးသားထဲမှာတကယ်ချက်တကယ်ကြင့်တကယ်တိတကယ်မြင်မှ ငါဖះပူဇော်ရရောက်တယ်လို့ပူဇော်ခြင်းအစ်စ်ကိုပြောခဲ့တာပါမင်းဖះတဲ့ပြီးတော့ចောင်းနေစောက်တာပူဇော်ရရောက်တယ်လို့ပြောခဲ့ပါဒီဖះကိစ္စတွေအားလည်းပဲဦးဇင်းတို့အများကြီးအများကြီးပြောစရာရှိပါတယ်နောက်ရရင်ပြောမှာပါနော်ဦးဇင်းတို့ဒါဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးတော့နှစ်ပေါင်း900လောက်ကြီးဟာမရှိပါဘူးဒီရုပ်သားတော်တွေဟေ့စရာနောက်မှဒါထည့်သွင်းလာတဲ့ကိစ္စတွေပါ အဲ့တော့ဒီနေရာမှာရေးကြည့်ဦးဇင်းတို့ပြောချင်တာအရာပါလေဟဲ့ဆိုတော့ဦးဇင်းတို့ရန်တံဃာတော်တွေနော်မယောင်ရာစီလူလုပ်နေကြဤလူလူတို့တွေကကိုယ်ယုံကြည်ပြီးတော့အပ်လိုက်တဲ့ဒီငွေကြေးတွေကဩဒီဘိုးတော်ကြီးတွေကတော့ခொနကပြောခဲ့တဲ့နေစီရမယ်စားရမယ်တောက်ရမယ်ဖြစ်နေတဲ့တုပ်ကြီးလူလူတွေကိုသူတို့ဥဆောင်ပြီးတော့ကဲကြပါပဲဆိုပြီးတော့ယုံကြည်ပြီးတော့တချို့တချို့ကထက်လိုက် အဲ့တော့ဒီနေ့ဒီဒီကိုတော်ကြီးတို့ယုံနေတာလဲအံဩစရာကောင်းပါတယ်နော်စေကိနာဟိုမှာတေရထဲနဲ့ဒိဋ္ဌထောင်မောလမြေမြတ်သွားတာရတယ်ဆိုပြီးဒီတကူကြီးနဲ့ပြောနာတယ်အာလုံးတွေ့မှာနော်အဲ့တော့ယုံမှာလဲလူကတော့ခုနကပြောခဲ့တဲ့ပြည်သူကိုလည်းသူတို့ကောင်းနေထဲမှာမဟုတ်ပါဘူးဒါရင်ရေးဆိုရင်ခုနကပြောခဲ့တဲ့အတိုင်းမန္တလေးမှာအရင်လှုပ်ထားတဲ့ငလျင်ကြောင့်ယနေ့တဲ့အချိန်တိုက်ကြီးတွေကပြိုကျနေတာပြိုကျလာတာယနေ့တဲ့အချိန်မြင်တွေ့နေကြရတာ ားလုံးကလည်းပြောထားပြီးနေမဖြစ်တဲ့အဆောက်အုံကြီးကအများကြီးဖြစ်သွားတယ်ပြန်လည်နေလို့မရတော့ဘူးအကွဲကုန်ကြအဲ့တော့နေရမယ့်စားရမယ့်တောက်ရမယ့်ဖြစ်နေတဲ့လူတွေကိုဝိဇင်းတို့ကူညီကြရမှာငါလည်းရေဟေးဆိုတာလည်းဘုံတိုင်းပေသွားတာမဟုတ်ဘူးတချို့ဟေးဆိုရင်ပိတ်မိနေလို့တူးဖော်ပြီးကဲရင်လွတ်မြောက်တယ်ဓာရီကိုတွားပြီးတော့ကဲစေရေးတွေမလုံးကြပဲနဲ့မယောင်ရာစီလူနော်ခုနကပြောခဲ့တဲ့ ဘုရားကအရေးကြီးတယ်ဆိုပြီးတော့တေတဝကြီးကိုယ်တိုင်ပြောတာအင်မတန်ဝမ်းသာစရာကောင်းပါဗုဒ္ဓဟာယင်ထဲမှာကြည်ရမယ်မေတ္တာကရုဏာပြည်သူပေါ်မှာထားမယ်ရှေဒနာပြည်သူပေါ်မှာထားမယ်မေတ္တာတရားဤသူပေါ်မှာထားမယ်ကရုဏာတရားလက်တွေ့ကူညီရမယ်ဥစ္စာတွေဟာအရေးကြီးကြည်ရမယ်ကျင့်စဉ်တွေလို့ဗုဒ္ဓကပြောတာဗုဒ္ဓကဘုဇနာဟိတယဘုဇနာဒုက္ခယလောကနုကံပါယတရဏပြုမရှင်လန်းစဉ်ဦးဇင်းတို့ကိုချပေးထားခဲ့ပြီးတာဖြစ်ပါတယ် ါကိုမလုပ်ဘဲနဲ့ခုနကပြောခဲ့တဲ့ဥပုံပြက်ကြီးတွေတွားပြီးတော့ဒါဟာအရေးကြီးတယ်ဟဲ့ဆိုရင်မေအောင်ရစီလူကကကကနဲ့လိုက်လုပ်ကြည့်တာအင်မတန်မင်းဆရာကောင်းပါနော်ဒါကြောင့်မလို့ဦးဇင်းတို့ပြောကျင်တာအရာကဘုရားရဲ့လမ်းစဉ်အရာကရင်ထဲမှာခုနကပြောခဲ့တဲ့အကျင့်ကောင်းတွေကိုထည့်ပြီးတော့ဒီနေ့ဒုက္ခရောက်နေတဲ့နော်ပြည်သူလူထုတွေရဲ့အတ္တအိုးရင်စီစဉ်ဒါတွေကိုဦးစားပေးလုပ်ရမယ်အစား ဗုဒ္ဓလည်းပဲပြောခဲ့တာမဟုတ်ဘဲနဲ့နော်ခုနကပြောခဲ့တဲ့ဘာရေးကြီးလို့တော့နော်ဒီဥပ္ပုံနေရေးဆိုတာဘယ်အချိန်ပဲပြန်ပြီးတော့လှုပ်လှုပ်ကြိုက်တဲ့အချိန်လှုပ်လို့ရတယ်ဘူမာရကနေ့စဉ်နဲ့မြဒုက္ခရောက်နေကြတယ်ပြည်သူလူထုတွေရဲ့အသက်တွေအိုးအိမ်တွေစီးစိမ်တွေနော်ဒီပြည်သူလူထုကပဲမိမိတို့ကိုတတလုံးပြေးမွေးခဲ့ထောက်ခံခဲ့ပစ္စည်းလေးပါလူတွေတွေမရှိအောင်တူတန်းခဲ့ကြတာအခုတော့ကိုယ်ယေရှုရှင်နေဒုက္ခရောက်နေတာကို ရင်းနေတဲ့ဒီမမတာဘုံကြီးတွေဝေတဲ့သူတို့ရေရမောမောနော်ငလင်းမှာသိဆုံးသွားတဲ့လူတွေကိုတော့ဘုရားတရားမလုံးလို့ဆိုပြီးတော့ကျင်းနေထင်နေတာနော်အဲတော့ဒါရီယာအင်မတန်မှဆိုးွားတဲ့လောက်ရက်တွေဖြစ်ပါတယ်ဘုရားဗုဒ္ဓရဲ့လမ်းစဉ်တွေမညီတဲ့လောက်ရက်တွေဖြစ်ပါတယ်ဒါကြောင့်ဝိဇင်းတို့အနေနဲ့ဗုဒ္ဓရဲ့လမ်းစဉ်တွေညီကျင်းဟာမိမိတို့ရဲ့ယဉ်နေမှာမေတ္တာကရုဏာဝိရိဒာတရားတွေဟာတကယ်ထက်ပြီးတော့လက်တွေ့ကူညီတဲ့မေတ္တာလက်တွေ့ကူညီတဲ့ကရုဏာ တတိကူညီတဲ့လမ်းစဉ်တွေဒါလည်းယင်ဘုရားရဲ့လမ်းစဉ်အစ်စ်တွေဖြစ်ပါတယ်လို့ဖြေကြပေးပါတယ်ကျေးဇူးများကြီးတင်ပါဘုရားပဲအတွက်ကျေးဇူးပြုပေးရှိပါတယ်ခင်ဗျာ